ားလုံးပဲမင်္ဂလာပါလို့ Mommy's Crying Teller Channel ကနေနှုတ်ဆက်လိုက်ပါတယ်။တော့ဟောင်ကောင်နိုင်ငံရဲ့တမိုင်းမှာအရက်ဆက်ဆုံးလို့တင်စားခံထားရတဲ့မှုခင်းဖြစ်စဉ်တစ်ခုကိုပြောပြပေးသွားမှာပါ ဒီအမှုကဘလောက်တောင်ပေါ့နော်ဆိုဝါခဲ့တယ်လဲဆိုလို့ရှိရင်ဒီအမှုကိုစီရင်တဲ့တရားသူကြီးကိုရိုင်းကဒီဟာကဆိုရင်သူ့ရဲ့တက်တန်းတလျှောက်ကြုံဘူးသမျှထဲမှာအဆိုးဝါးဆုံးနဲ့ဆက်ဆုပ်စရာအကောင်းဆုံးရာဇဝတ်မှုပဲဆိုပြီးတော့မှတ်ချက်ပေးရတဲ့အထီးကိုဖြစ်ခဲ့တာဒီအမှုမှာကျူးလွန်တဲ့သူကတော့နာမည်ကျော်ပေါ့နော် Mary Lynch ကုမ္ပဏီကယင်းနှိမ့်မြုံနံမှုဆိုင်ရာဘဏ်လုပ်ငန်းရှင်တယောက်ပါဒီတော့ Mary Lynch ကုမ္ပဏီကဘာလုပ်တာလဲလို့မင်းမယ်ဆိုရင်တော့ Merrill Lynch ကုမ္ပဏီကကမ္ဘာကျော် American ယင်းနီးမြုပ်နှံမှုတွေနဲ့ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာကုမ္ပဏီကြီးတစ်ခုလို့ပဲပြောချင်တယ်။ဒီအဖြစ်ပြက်က Hollywood ရုပ်ရှင်ဖြစ်တယ်ပေါ့နော်။ American Psycho တွေကဇလန်းနဲ့စင်တူရယ်ဆိုပေမဲ့လက်တွေ့ဒီအဖြစ်ပြက်ကရုပ်ရှင်ထက်တောင်မှပိုပြီးတော့စိုးရတယ်။ဘလို့တွေဖြစ်ပြက်ခဲ့တာလဲ။ဒါတွေအကုန်လုံးကိုသိရအောင်အဆုံးထိ လိုက်လံကြည့်ရှုနားထောင်ပေးပါအာရှမျိုးရဲ့မျိုးပြအသေးနှလုံးလို့တင်စားကြတဲ့ဟောင်ကောင်မျိုးကြီးကိုတော့နားထောင်သူပြည်သက်တွေလည်းသိကြမှာပါမိုးမျော်တိုက်ကြီးတွေလည်းရှိတယ်စီကားတဲ့ဈေးတွေနဲ့လူဦးရေခွနတန်းကျော် နေထိုင်နေပေါ့နော်ဒီအာရှရဲ့ငွေကြီးအချက်အကျာကြတဲ့မျိုးတော်ကြီးကဘာအစ်စ်မီတဲ့ယူပို့ဆောင်ရေးတွေရှိသလိုကဘာပေါ်မှာမှုခင်ဖြစ်ပွားမှုနှုံအ ਨੇ ဆုံးနဲ့လုံခြုံ စိတ်ချရတဲ့ မြို့တစ်မြို့အဖြစ်လဲနာမည်ကြီးတဲ့အတွက်ကြောင့်နိုင်ငံတကာကစီးပွားရေးလှုပ်ချင်တဲ့သူတွေကလာရောက်နေထိုင်ကြတဲ့နေရာလဲဖြစ်တယ်။ဒါပေမဲ့လေ2014ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုကြီးကတော့ဟောင်ကောင်ရဲ့လုံခြုံတဲ့ပုံရိပ်ကိုရိုက်ချိုးလိုက်တယ်လို့ပဲဖြစ်ခဲ့ရတယ်။ဒီအမှုကလူသားမဆန်ဘဲနဲ့ပေါ့နော်တွေးကြည့်လို့တော့မှမရနိုင်တော့အောင်ရက်ဆက်လွန်းတဲ့အတွက်ကြောင့်ညံ့မြင့်တက်တဲ့တွေနဲ့အမှုစစ်ဆေးသူတွေရဲ့စိတ်ထဲမှာအငြင်းတမ်း ဒီအမာရွတ်တစ်ခုလိုမျိုးပေါ့နော်ဆွဲထင်ကြံနေရစ်တယ်ဒီအမှုကိုစစ်ဆေးဖို့ရွေးချယ်ခံရတဲ့ဂျူရီလူကြီးတွေဆိုတာကိုရီလိုတမန်ပြည်သူတွေပါပဲဒါပေမဲ့ဒီဂျူရီလူကြီးတွေကဒီလောက်အထိဆက်ဆုပ်ရွန်ရှာဖွဲ့ရကောင်းတဲ့လုပ်ရက်တွေကိုမြင်တွေ့ကြားသိဖို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်ခဲ့ကြဘူးဒီအမှုရဲ့အနှိမ့်ထာယုံတွေကဂျူရီလူကြီးတွေအပေါ်မှာဘလောက်တောင်စိတ်ထန်ရရစေခဲ့တယ်လဲဆိုလို့ရှိရင်တရားသူကြီးကဆိုရင် ဒီဂျူရီလူကြီးတွေရဲ့စိတ်ထိခိုက်မှုတွေကိုနားလည်တဲ့အနေနဲ့ပေါ့နော်မကြုံစဘူးထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုလည်းချမှတ်ခဲ့တယ်။ဒါကတော့ဂျူရီလူကြီးတွေကိုတာဝန်ထမ်းဆောင်ခနှစ်ဆပေးအပ်ခဲ့သလိုသူတို့ရဲ့ဘဝတခြားအလုံးမှာနောက်ထပ်ဘယ်တော့မှပေါ့နော်ဒီဂျူရီတာဝန်ကိုထမ်းဆောင်စရာမလိုအောင်ကင်းလွတ်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ကဲဒီတော့ဟောင်ကောင်တမျိုးလုံးကိုတုံလို့သွားစီခဲ့တဲ့ဒီအမှုကြီးကဘလို့စားဖြစ်ခဲ့တာလဲဆိုတော့ အချိန်ကတော့2014ခုနှစ်နိုဝင်ဘာ1ရက်နေ့ Halloween ညအလွန်ပေါ့နော်မနက်ဝေးလီဝေးလင်းအချိန်ကြီးမှာပါမနက်3:41မိနစ်မှာရဲစခန်းကိုဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတယ်ဖုန်းခေါ်ဆိုတဲ့သူကဟောင်ကောင်မှာအတုံးများတယ်ပေါ့နော် Cantonese ဘာသာစကားနဲ့ပြောတာမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုပြောဆိုနေတာဖုန်းခေါ်ဆိုမှုလာတဲ့နေရာကတော့ Wanchan ခရိုင်မှာရှိတဲ့ လူချမ်းသာတွေနေထိုင်နေပေါ့နော်ဂျေရက်စီဒန့်တိုက်ခန်းစီကဖုန်းထဲကအမျိုးသားရဲ့အတန်ကကြောင်ပဒန်းနေပေါ့နော်ဘာတွေပြောနေမှန်းလဲတိတ်ပြီးတော့မသေးခွဲဘူးစစ်တပ်ကသူ့အိမ်ကိုဝိုင်းထားပြီးတော့သူ့ကိုဝင်တိုက်ခိုက်တော့မယ်ဆိုပြီးတော့ယူသွတ်နေတဲ့ပုံစံမျိုးတွေရှောက်ပြောနေတာအော်ဖုန်းကိုလက်ခံရရှိတဲ့ရဲဝင်ထမ်းရဲ့မှတ်တမ်းအရာကတော့ဒီလူကမွေးစေပွားဒါမှမဟုတ်ရင်အရက်ပေါ့နော် အလွန်အကျွံတောက်တုံးထားပုံရတယ်လို့လဲဆိုရဲစကားသံတွေကဘလုံးမတွေးနဲ့ပေါ့နော်နားလေရခက်ခဲနေပြီမဲ့ရဲတပ်ဖွဲ့ကတော့ဒီအခြေအနေကိုသူတို့တွားရောက်စစ်ဆေးဖို့လိုအပ်တယ်လို့ယူဆတဲ့အတွက်ကြောင့်ရဲရရှိနေရကိုဆေးလွတ်လိုက်တယ်ဒါနဲ့ဒီရဲတွေကအခန်းရှိကိုပေါ့နော်ရောက်သွားတဲ့အချိန်မှာတော့ထိတ်လန့်စရာမြင်ဝင်းနဲ့သူတို့စပြီးတော့ကြုံတွေ့လိုက်ရတယ်အဲအခန်းပိုင်ရှင်ကတော့တရုတ်ဘရစ်တိန်ပေါ့နော်ကာပြားတယောက်ဖြစ်ပြီးတော့သူ့ရဲ့ပုံစံကြည့်ရအရန်ဆိုးတယ် ချစ်ရအရန်ဆိုရဲဆိုတာသူ့ရဲ့ရုပ်ရည်ကိုပြောတာမဟုတ်သူ့ရဲ့အခြေအနေနဲ့ဖြစ်ပြနေတယ်လीပုံစံကြီးอ่ะသူ့ရဲ့ကိုယ်လုံးမှာဆိုရင်လဲချွေးတွေကရွှဲနေပြီးတော့သူ့ရဲ့ကိုနှန်းကလည်းရမ်းနှံ့နေစပင်တွေမျက်နှာတွေကလည်းဒီရေမချိုးတာပေါ့နော်ရက်အတော်တော်ကြာနေတဲ့လူတယောက်လိုကိုညစ်ပတ်ပေးနေရကိုတွေ့လိုက်ရတာအဲ့တော့အခန်းပိုင်ရှင်ဖြစ်တဲ့သူကပုံမှန်စိတ်အခြေအနေတော့ဟုတ်ပုံမရဘူးသူရောက်လာတဲ့ရဲတွေကိုတော့မှရဲလို့မခေါ်ဘဲနဲ့ နင်ဂျာတွေရောက်လာပြီဆိုပြီးတော့ခရောင်ကချားတွေပေါ့နော်ရှောက်ပြီးတော့ပြောနေတာပြီးတော့သူကရဲတွေကိုအခန်းထဲဝင်မာဆိုပြီးတော့ဖိတ်ခေါ်တယ်ပြီးတော့ခမရတို့ဘာသာခမရတို့ဝင်ကြီးတော့ဆိုပြီးတော့သူကပြောတယ်ဒါနဲ့ရဲတွေကလည်းသူ့ရဲ့အခန်းထဲကိုပေါ့နော်ခြေချလိုက်တဲ့အချိန်မှာတော့အိမ်မဆိုးကြီးတစ်ခုလိုပေါ့နော်ကြောင်မတ်ဖေကမြင်ကြီးကြီးကစီးကြိုနေတာအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကအဝတ်အစားမပါဘဲနဲ့သူ့ရိုင်ထဲမှာလဲကျနေတာ အာသူ့ရဲ့ခန္ဓာကိုယ်ကဆိုရင်လည်းဒဏ်ရာတွေပုံပဲ့ရတယ်အများကြီးတွေ့ရပြီးတော့အဲ့ဒီမျိုးသမီးရဲ့လက်ဘင်းမှာလည်းဓာတ်နဲ့ပေါ့နော်လှီးဖြတ်ခံထားရတဲ့ဒဏ်ရာကြီးတစ်ခုရှိတယ်။သွေးတွေအများဆုံးထွက်နေတာကလည်းအဲ့ဒီလက်ဘင်းကဒဏ်ရာကြီးကြောင့်ပါပဲ။ဒဏ်ရာတွေကလက်တလောပေါ့နော်ရတဲ့ပုံစံဖြစ်နေပြီးမြဲဒီအမျိုးသမီးကိုသူတို့တွေတွားပြီးတော့စမ်းသပ်ကြည့်လိုက်တဲ့အခါအသက်ကတော့မရှိတော့ဘူး။တရားခံအမျိုးသားကတော့ရဲတွေကိုနင်ဂျာတွေဆိုပြီးတော့ဆက်ပြီးတော့ခေါ်နေတော့မင်း ဒါနဲ့ရဲတွေကသူ့ကိုချက်ချင်းပဲပေါ့နော်လက်ထိတ်တီခတ်ဖမ်းဆီးပြီးတော့ရဲစခန်းကိုခေါ်သွားတယ်ဒီအခင်းဖြစ်ပွားရအခန်းကိုတော့တားမြစ်နေမီ အနေနဲ့ပေါ့နော်ရဲတွေကသတ်မှတ်ပြီးတော့ဝမ်ချိုင်းမှာရှိတဲ့မှုခင်းစစ်စေးအဖွဲကဒီအမှုကိုလွှဲပြောင်းပြီးတော့ယူလိုက်တယ်ဖမ်းဆီးခံရတဲ့သူက သူ့ကိုသူ British ပေါ့နော်နိုင်ငံသား ဖြစ်တယ်ဆိုပြီးတော့ပြောဆိုနေပြီးတော့ဗြိတိရှ်ကောင်စစ်ဝင် ရုံးရဲ့အကူအညီကိုလည်းသူကတောင်းခံနေနောက်ပြီးတော့သူ့ကိုအင်္ဂလန်ပြန်ပို့ပေးပါဆိုပြီးတော့မှသူကတောင်းဆိုခဲ့ပါသေးတယ်မူခင်းစစ်စီရဲ့သူတွေအခန်းကိုအသေးစိတ်စစ်ဆေးကြည့်တဲ့အခါအခါရှုပ်ပွားနေပြီးတော့ပလာယာတွေနောက်ပြီးတော့လင်မိုင်းဆိုင်ရာပေါ့နော်ဒီကစားစရာအယုတ်တွေနဲ့မွေးဇေဝတမျိုးဖြစ်တဲ့ ကိုကင်းပေါ့နော်ဒီလက်ကြံတွေကိုလည်းနေရာအနှံ့မှာတွေးခဲ့ရတယ်ဒီလိုမျိုးတွေးရတဲ့အရာတွေထဲမှာမှအဆိုးဝါးဆုံးတွေးရှိမှုကတော့လာသားဆောင်မှာထားရှိတဲ့အနက်ရောင်ခီးဆောင်အိတ်တလုံးမှာပဲအဲ့ဒီအိတ်နားမှာဆိုရင်လည်းအနက်တွေကအရင်ဆိုးဝါးပြီးတော့ပေါ့နော်အပုံနဲ့နေရနေတယ်ဒီတစ်တာကိုရဲတွေကကြီးလိုက်တော့တော့မခတ်ထားဘူးဒါနဲ့သူတို့ရေဖွင့်ကြီးလိုက်တဲ့အချိန်မှာတော့စစ်စည်ရဲ့သူတွေတော်တော်လေးတုံ့လောက်သွားတယ်အိတ်ထဲမှာနောက်ထပ် အမျိုးသမီးတယောက်ရဲ့အလောင်းကိုဆောင်းနဲ့ပတ်ထားပြီးတော့ထည့်ထားတာအဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုအိတ်နဲ့ဆက်အောင်ပေါ့နော်အတင်းကိုသူတို့ခောက်ပြီးတော့ထည့်တယ်နိုင်လွန်ကျိုးတွေနဲ့လည်းတုံအောင်ထားတယ်အဲ့အမျိုးသမီးရဲ့လက်ဘင်းမှာလည်းပြက်နုနီးပါးဒဏ်ရာကြီးတခုရှိနေတာကိုတွေ့ရတယ်ဆောင်းစန်းစစ်ဆေးသူတဦးရဲ့အမှတ်တမ်းအရဆိုရင်အဲ့ဒီအမျိုးသမီးရဲ့ခေါင်းကပေါ့နော်ခန္ဓာကိုယ်နဲ့ကွာလို့နေပါဖြစ်နေပြီးတော့တွဲလောင်းလေးပဲကြံတော့တယ်လို့လဲဆိုထားတယ် အလောင်းပုတ်ပွားနေပြီးတော့တည်ဆုံးတာတပတ်လောက်ရှိပြီလို့ခန့်မှန်းရတယ်။အခင်းဖြစ်ပွားရနေရာမှာလူသက်လက်နက်လို့ယူဆရတဲ့သွေးစွန်းနေတဲ့ဓာတ်ချောင်းကိုလည်းသူတို့တွေ့ရှိခဲ့ရတယ်။ဒီလူသက်သမားရဲ့နာမည်ကတော့ Rurik Jetting ပဲဖြစ်ပါတယ်။ Gary ကသူ့ရဲ့ဖုန်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့လုံးဝကိုမျှော်လင့်မထားဘဲနဲ့ငရဲခမ်းတကားတစ်ခုပေါ့နော်ပွင့်သွားတယ်လို့ကိုသူတို့ခန့်စားလိုက်ရတယ်။ဖုန်းထဲမှာဓာတ်ပုံနဲ့ဗီဒီယိုပေါင်း၂000ကျော်ကိုလည်းသူတို့တွေ့ရတယ်။ ဓာတ်ပုံတစ်ခုနဲ့တစ်ခုကဆိုရင်ပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်နေတဲ့ပုံတွေကိုလည်းပြသနေတယ်။အဲ့ဒီထဲမှာလင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်တဲ့ပုံတွေ၊သေဆုံးသူတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေနဲ့တွဲရိုက်ထားတဲ့ပေါ့နော်။သူ့ရဲ့ selfie ပုံတွေပါဝင်နေ။အဆိုးဆုံးကတော့ဒီသားကောင်တွေတည်းကတယောက်ကိုညှင်းပန်းနှိပ်စက်နေတဲ့မိနစ်20စာ video file နဲ့အမျိုးသမီးတယောက်ကိုတတ်ဖြတ်ခဲ့ကြောင်းသူကိုယ်တိုင်ဝန်ခံထားတဲ့ video file တွေပါပဲ။ ရဲရရှိကြီးတချို့ကတော့မှဒီ video တွေကိုဆက်ပြီးတော့မကြည့်နိုင်လွန်းလို့ပေါ့နော်။ဒီအမှုကနေခဏလောက်သူတို့ကိုရှောင်ထွက်ခွင့်ပေးပါဆိုပြီးတော့တောင်းဆိုခဲ့ရတယ်။ Rurik Jaitin ကလူသားချင်းစာနာစိတ်ကင်းမဲ့ပြီးတော့ဖြားနာနေတဲ့စိတ်ဝေဒနာတဲ့လူသက်သမားတယောက်ဆိုတာယုံမားတန်တဲ့အဖြစ်เสียမလို့တော့ဘူး။ဒီအမှုမှာအသက်ဆုံးရှုံးခဲ့ရတဲ့ပထမသားကောင်ကတော့အင်ဒိုနီးရှားနိုင်ငံသူလေဆူမာတီနင်းစင်းလို့ခေါ်ရတဲ့ ်အဲလစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာအင်ဒိုနီးရှားနိုင်ငံသူရဲ့နာမည်ဖြစ်တာကြောင့်အကယ်၍များထွက်ဆိုရာလေးတွေများမှားခဲ့တယ်ဆိုလို့ရှိရင်ဖြစ်သွေးပြီးတော့နားထောင်ပေးဖို့လည်းမြေတားရက်ခံအပ်ပါတယ်။ဒီတော့ဒီအဲလစ်က1960ခုနှစ်ဘွားဖြစ်ပြီးတော့အသက်23နှစ်အရွယ်ပေါ့နော်။ရှိပြီးအဲလစ်မှာ9နှစ်အရွယ်သားလေးတယောက်လည်းရှိတယ်။သူက2017ခုနှစ်ကလေးကဟောင်ကောင်ကိုရောက်လာပြီးတော့အိမ်အကူအနေနဲ့နှစ်နှစ်ခွဲကြာ အလုပ်လုပ်ကင်ခဲ့တဲ့သူ ဟောင်ကောင်မှာအိမ်အကူလုတ်လုတ်တယ်ဆိုတာကအိမ်ရှင်ရဲ့အိမ်မှာနေပြီးတော့ထမင်းချက်အဝိရှောတန့်ရှင်ရေးပေါ့နော်အကုန်လုတ်ပေးရတယ်။ဒီတော့ဒီအလုတ်ကိုလုတ်တဲ့အများစုကလည်းဝင်ဝင်နေပါတဲ့နိုင်ငံတွေကလာကြတာဖြစ်ပြီးတော့ရတဲ့လာစာကိုမိသားစုရိစီကိုပြန်ပို့ကြတဲ့သူတွေ။အဲလစ်ကတော့သူ့ရဲ့ဘဝကိုပေါ့နော်ဒီထက်ပိုပြီးတော့တက်လန်းရှိအောင်ဆိုပြီးတော့သူကစ조사ခြင်းနဲ့ဒါနဲ့သူသူ့ရဲ့နိုင်ငံမှာပေါ့နော် DJ တင်နန်းတက်ပြီးတော့ဟောင်ကောင်မှာ DJ အလုပ်ရဖို့သူမျှော်လင့်ချက်နဲ့ အလဲအပတ်ဗီဇာနဲ့ပေါ့နော်သူပြန်ပြီးတော့ဟောင်ကောင်ကိုရောက်ရှိလာခဲ့တာဒါပေမဲ့ကန်ဆိုးခြင်းတော့သူ့ရဲ့အိမ်မက်တွေကဖြစ်မလာတဲ့အခြေအနေအခိုက်အတန့်တစ်ခုမှပေါ့နော်သူငွေငွေရှာဖို့အတွက် red light district လို့ဟောင်ကောင်မှာခေါ်တဲ့အပျော်မယ်ရီပေါ့နော်ကျင်းလဲကြက်စားတဲ့နေရာတစ်ခုစီကိုသူရောက်ရှိခဲ့ပြီးတော့အဲ့ဒီမှာသူ့အသက်တဲ့လူသက်သမား Rurik Jatin နဲ့တွေ့ဆုံခဲ့တာပါပဲအဲ့ဒီအမျိုးသမီးလေးကသူ November 2ရက်နေ့ကြရင်ပေါ့နော်အဲသူပြန်လာခဲ့မယ်ဆိုပြီးတော့မိသားစုကိုလည်းပြောခဲ့တော့သူ့ရဲ့မိသားစုကသူအိမ်ပြန်လာမဲ့ရက်ကိုစောင့်ဆိုင်မျှော်လင့်ခဲ့ကြပေမဲ့ဝယ်နေစရာကောင်းတာကအဲ့ဒီနေ့ရက်ကို သူဘယ်တော့မှရောက်လာနိုင်မှာတော့မဟုတ်တော့ဘူးဒုတိယသားကောင်ကတော့ ဆန်နန်မူဂျာရှိဖြစ်တဲ့ဟောင်ကောင်မှာတော့အဲ့ဒီအမျိုးသမီးကိုဂျက်စီလိုရန်နာဆိုတဲ့နာမည်နဲ့လူသိများတယ်။သူကလည်းအင်ဒိုနီးရှားနိုင်ငံသူပဲဆူလာဒီဝီဒေတာကလာရာဖြစ်ပြီးတော့အသက်က26နှစ်ပဲရှိသေးတယ်။2006ခုနှစ်ကလေးကသူဟောင်ကောင်ကိုအိမ်အကူလုပ်ဖို့ပေါ့နော်ရောက်ရှိလာတယ်။ဝမ်းနည်းစရာကောင်းတာကသူ့ရဲ့အလို့အကင်ပေါ့နော်ဗီဇာတက်တန်းကုန်ဆုံးသွားပြီးတဲ့နောက်မှာသူကနေရက်ကိုမပြောင်းမဲနဲ့ဆက်ပြီးတော့ဟောင်ကောင်မှာ overstay အနေနဲ့ပေါ့နော် နေခဲ့ရာကနေပြီးတော့စာဝေးနေရေးတွေသူကြက်တဲလာမှာပေါ့လေဒီလိုပဲသူကလည်း Aris လိုပဲဒီ Red Light District လို့ခေါ်တဲ့အပျော်မယ်လောကကိုမမျော်လင့်ပဲနဲ့ရောက်ရှိသွားခဲ့ရရှာတာပါဒီတော့ဟောင်ကောင်ကိုသူတို့နှစ်ယောက်စလုံးဘလို့ပဲစပြီးတော့ရောက်လာခဲ့ရောက်လာခဲ့သူတို့ဆက်ဆက်ချင်းမျော်လင့်ထားတဲ့သူတို့ရဲ့ဘဝနဲ့လက်တွေ့ဘဝကအယံကိုကြွားချလွန်ခဲ့တာဒီလောက်ရက်ဆက်တဲ့ပေါ့နော်လူသက်သမား Rurik Jetting ဆိုတာဘယ်သူလဲ အဲ့သူ့ရဲ့နောက်ကျောင်းကိုပြန်ကြည့်လိုက်ရင်အံ့ဩစရာကောင်းလောက်အောင်ပြည်စုံချမ်းသာတဲ့ဘဝပိုင်ရှင်တယောက်ဖြစ်နေတာသူကဗြိတိန်နိုင်ငံစာရင်းမျိုးကချမ်းသာတဲ့မိသားစုတွေနေတဲ့ရပ်ကွက်မှာကြီးပြင်းလာခဲ့တာသူ့ရဲ့အဖေကဆိုလို့ရှိရင်လည်းအင်ဂျင်နီယာအမေက nursery school ဆိုတဲ့နေ့ကလေးထိန်ပေါ့နော်ပြောရရင်မူဂျိုကျောင်းပိုင်ရှင်ဖြစ်ပြီးတော့သူငယ်စဉ်ခရဲကဆိုရင် တနည်းကိုဒေါ်လာ9ပေါင်း8000လောက်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်သိန်းထောင်ချီပေါင်းများစွာ ကုန်ကြပြီးမှတက်လို့ရတဲ့နာမည်ကြီးကျောင်းတွေဘောရာဆောင်တွေမှာသူပညာသင်ကြားခဲ့ရတာစိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့အဖိုးဖြစ်သူကဆိုလို့ရှိရင်လေဟောင်ကောင်မှာတာဝန်ထမ်းဆောင်ခဲ့ပူးတဲ့ British တော်ဝင်ရဲအရာရှိဟောင်းတဦးဖြစ်နေတာပါ1984ခုနှစ် ICAC လို့ခေါ်တဲ့အကျင့်ပြတ်ချစားတိုက်ဖြတ်ရေးကော်မတီမပေါ်လာခင်ကာလတွေမှာ ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်းအာဂရိလိုက်စားမှုတွေနဲ့အတော်လေးကိုနာမည်ပြက်ပြီးတော့သူ့အဖိုးကလည်းအာဂရိလိုက်စားမှုနဲ့ဆွတ်ဆွဲချက်တွေနဲ့ဗြိတိန်ကိုပြန်ပြေးခဲ့ရတဲ့ရာဇဝင်ရှိနေပါတယ်။မူလာတဲ့ចောင်းသားဘွားရုံးကပေါ့နော်။လိန်မာတဲ့ကလေးလေးတယောက်ကဘလို့လုတ်ပြီးတော့ဒီရက်ဆက်တဲ့လူတက်သမားတယောက်ဖြစ်လာရတာလေ။သူရဲ့တောင်းနေပဲတငယ်ချင်းဟောင်းတယောက်ပြပြချက်အရတော့ဒီ Rurik Justin ငငယ်လေးကလေးကပေါ့နော်အာ तू ကနည်းနည်းထူးဆန်းတဲ့သူတယောက်လို့နေထိုင်ပြီးတော့ ို့လေလူချင်းလူခင်တိတ်မပေါများဘူးလို့သိရတယ်။ပညာရေးမှာတော့သူကထူးချွန်တယ်။ဒါကြောင့်လေဒီကဘာကျော်ရဲပေါ့နော်ကမ်ပရစ်တက္ကသိုလ်မှာသူဥပဒေနဲ့သမိုင်းဘာသာရပ်ကို တက်ခဲ့ပြီးတော့တက္ကသိုလ်လှေလောအသင်းဝင်လည်းဖြစ်ခဲ့တယ်။သမိုင်းအသင်းရဲ့အတွင်းရေးမှူးစသဖြင့်ပေါ့နော်တက်ကြွလှုပ်ရှားတဲ့သူဖြစ်ခဲ့တာ။ဒီလိုနဲ့သူကြောင်းပြီးတဲ့နောက်မှာတော့ဘန်လုပ်ငန်းလောကတွေကိုဝင်ရောက်ခဲ့တယ်။အစပိုင်းမှာတော့သူက Barclays Bank မှာသူအလုပ်လုပ်တယ်။နောက်တော့နာမည်ကျော်ပေါ့နော်။အခုသူ လုံနေတဲ့ Marie Lynch ရဲ့အင်္ဂလန်ရုံးချုပ်မှာလောက်ကင်ခဲ့တာသူကဟိုဒီဒီပေါ့နော်ပျော်ပါတတ်တဲ့လူချမ်းသာဘဝကိုသူခုံပြင်းလာတယ်။တည်င်းတွေအရဆိုရင်သူကအင်္ဂလန်မှာရှိစဉ်အခါတုန်းကကျင့်ဝတ်ပိုင်းဆိုင်ရာဖောက်ပြက်မှုတစ်ခုကျူးလွန်ခဲ့ရတဲ့အတွက်ကြောင့်ကုမ္ပဏီကသူ့ကိုဟောင်ကောင်ရုံးခွဲစီကိုရွှေ့ပြောင်းလိုက်တယ်လို့လည်းဆိုထားတယ်။ဒါပေမဲ့သူ့အတွက်ဒါကဒဏ်ခတ်တာနဲ့မတူဘူး။ဆုလက်တစ်ခုလိုကိုဖြစ်နေတာ။ စဉ်းစားကြည့်ကွာဟောင်ကောင်မှာတူရတဲ့လာစာကတစ်နှစ်ကိုပေါ့နော်ဒေါ်လာ9သိန်းကျော်မြန်မာငွေ3000ချီရနေတာအဲ့တော့ဟောင်ကောင်ကနိုင်ငံခြားသားအတိုင်းဝိုင်းတွေမှာအတူကောက်စကလုံးတစ်ခုသုံးလို့ရှိတယ် FILTH တဲ့ Fill in London try Hong Kong အတိတ်ဖယ်ကတော့အင်္ဂလန်မှာကြာရှုံးရင်ဟောင်ကောင်မှာလာစမ်းကြည့်ဆိုတဲ့အတိတ်ပဲ Rurik ကတော့အဲ့ဒီစကပုံအတိုင်းဖြစ်နေခဲ့တာ ထူးခြားတာကသူပထမဆုံးလူသတ်မှုမကျူးလွန်ခင်ရက်ပိုင်းအလိုလေးမှာတော့သူ့ရဲ့လာစာကောင်းတဲ့ Mary Lynch အလုတ်ကနေထွက်ခဲ့တာပါပဲအခုဇလန်းအထွတ်ထိပ်ကိုရောက်လာပြီပေါ့နော်အခုပိုင်းမှာတော့ တရခန်ရဲ့ပြက်စီးယိုယွင်းလာတဲ့ဘဝအခြေအနေနဲ့ဒီတားအောင်တွေရဲ့ညီကောင်အကြောင်းကိုဆက်ပြီးတော့ပြောပြပေးမယ်။ဒီတော့ဒီအပိုင်းကိုဆက်ပြီးတော့နားမထောင်ခင်ဗီဒီယိုလေးကိုခဏလောက် pause လုပ်ပြီးတော့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးပါ။ဒီဗီဒီယိုကိုနားထောင်ရတာကြိတ်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like တွေ share တွေလုပ်ပေးကြပါလို့မြစ်တာရခန့်ချင်ပါတယ်။အဲ့တော့ဆက်ပြီးတော့ပြောပြပေးမယ်။ ူဒီလိုနဲ့ဟောင်ကောင်ကိုရောက်လာပြီးတဲ့နောက်မှာတော့ Rurik ရဲ့ဘဝနေထိုင်မှုပုံစံလုံးဝကိုစီးလွတ်ဝါလွတ်တွေဖြစ်လာတာသူမိုးရဲ့ဇေဝတွေလည်းအလွန်အကျွံသုံးဆွဲပြီးတော့အပျော်မယ်တွေကိုခေါ်ယူတယ်ရက်နဲ့ချီပေါ့နော်ကြာမြင့်တဲ့ဒီလင်ကိစ္စပျော်ပါပွဲတွေကိုသူဆွဲမှန်းတက်မှတ်လာတယ်သူ့ရဲ့လှုပ်ဖော်ခိုင်ဘက်တွေပြောပြချက်အရာ သူအလုတ်ကမထွက်မီကာလာရီမှာပေါ့နော် အလုတ်ဝင်ဖိအားတွေအကြီးအကျယ်ရှိနေခဲ့ပြီးတော့တနေ့ကိုအဲ့ဒီဒုံကားဆိုရင်16နာရီလောက် သူအလုံးလုံးခဲ့ရတယ်လို့လဲဆိုတယ်။ရူရစ်က IQ 130ခွန်အထိရှိတယ်ပေါ့နော်။ဉာဏ်ကြီးရှင်တယောက်လို့လဲသိရတယ်။ဒါပေမဲ့သူ့ရဲ့အမွေးအစေးဝါးဆွဲလန်းမှုနဲ့စိတ်ဖောက်ပြန်မှုတွေကသူ့ကိုလူသက်သမားအဖြစ်ပြောင်းလဲစေခဲ့တာပါ။သူအဖမ်းခံရပြီးရဲ့နောက်မှာတော့ကွာရှင်းထားတဲ့သူ့ရဲ့မိဘနှစ်ပါးကဗြိတိန်ကသူတို့ရဲ့အိမ်ကြီးကိုရောင်းချပြီးတော့တားဖြစ်သူအတွက်ပေါ့နော်။အကောင်းဆုံးရှင်တွေကိုဟာရန်ပေးခဲ့ကြတယ်။ ဒီအမှုမှာအသက်23နှစ်အရွယ် Alex ရဲ့ကံကြမ္မာကတော့တကယ်ကိုရှင်နစ်စရာကောင်းတယ်။တကယ်တော့ Alex ကအခင်းမဖြစ်ပွားခင်ပေါ့နော်အရင်ကတည်းက Rurik နဲ့တကြိမ်ဆုံမှုခဲ့တယ်။ Hotel တစ်ခုမှာလေ Rurik ကသူ့ကိုငှားရမ်းခဲ့ဘူးတယ်။ဒါပေမဲ့ Rurik ရဲ့ဆက်ဆံပုံကအင်မတန်ပေါ့နော်ကြမ်းတမ်းလွန်းတဲ့အတွက်ကြောင့်သူကပတ်စံအချို့ပြန်အမ်းပြီးတော့ထွက်ပြေးခဲ့ရပူတယ်။ ဒီလိုနဲ့လေ2014ခုနှစ်အောက်တိုဘာ25ရက်နေ့မှာရိတ်ကနေပြီးတော့သူ့ကိုသူ့ရဲ့တိုက်ခန်းစီကိုလာဖို့ထပ်ပြီးတော့ခေါ်တယ်။ဟောင်ကောင်ဒေါ်လာတစ်သောင်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်1000ဝန်းကျင်ပေါ့နော်ပေးမယ်ဆိုပြီးတော့အမှတ်လုံးပေးခဲ့ရတယ်။အစပိုင်းမှာတော့ Elite ကလည်းညှင်းဆန်ခဲ့တယ်ပေါ့လေ။ဒါပေမဲ့လည်းသူငွေကြီးလိုအပ်ချက်ကြောင့်လက်ခံလိုက်မိရှာပါတယ်။ဒါကသူ့ဘဝရဲ့အကြီးမားဆုံးအမားတစ်ခုဖြစ်သွားပါတော့တယ်။ဒီအော်တိုဘန်25ရက်နေ့မနက်အစောပိုင်းမှာ ရူရစ်က Alice ကိုဝမ်းချိုင်းကပေါ့နော်သူ့ရဲ့တိုက်ခန်းစီကိုခေါ်သွားတယ်အဲ့ဒီနောက်တော့သုံးရက်တိတိသူ့ကိုရက်ဆက်နှိပ်ဆက်တယ်လက်သီးနဲ့ထိုးတယ်ကပတ်တွေချိန်လုံးတွေလင်ကစားစရာအယုတ်တွေအမျိုးမျိုးကိုနှိပ်ဆက်ခဲ့တာဒီလိုနဲ့သုံးရက်မြောက်နေ့မှာသူက Alice ရဲ့လက်တွေကိုတုံနောင်ချီနောင်ပြီးတော့ရပတ်နေတယ်ပေါ့နော်ဒီအိမ်နာခွက်ကြီးကိုဒူးထောက်ပြီးတော့ရှာနေရက်ခိုင်းတာအဲ့လိုရက်နေတဲ့အချိန်မှာပဲရူရစ်ကနေပြီးတော့အနောက်ကနေသူ့ရဲ့လေပင်ကိုဓာတ်နေဒါမဲ့ သူမသိဆုံးသေးဘူးအဲ့လိုမျိုးသွေးထွက်လွန်နေတဲ့ Alice ကိုရေချိုးခန်းထဲကိုဆွဲခေါ်သွားပြီးတော့လေဘင်းကိုခေါင်းဓာတ်နဲ့ထပ်ပြီးတော့လှီးပြီးတော့တက်ဖြတ်လိုက်တာအဲ့တော့လူတက်ပြီးရဲ့အချိန်မှာသူပြုတ်လုခဲ့တဲ့ပေါ့နော်အပြုတ်မှုတွေကပို့ပြီးတော့ကြက်သိမ်းထားစရာကောင်းတယ်တိဆုံးနေတဲ့အလောင်းနဲ့အတူတူသူ့ရဲ့ဖုန်းထဲမှာ selfie ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့သူ့ကိုယ်သူပေါ့နော်ဗီဒီယိုရိုက်ပြီးတော့စကားတွေပြောနေတာကိုကိုကိုတက်သေးလိုက်ရင်ကောင်းမလား အလောင်းဖြောက်ဖြက်ပြီးတော့အင်္ဂလန်ကိုပြန်ပြေးရမလားဆိုပြီးတော့တိုင်မင်းနေတယ်လို့မျိုးတွေဗီဒီယိုထဲမှာသူကလူတယောက်ကိုလွှမ်းမိုးချုပ်ကင်ပြီးတော့အခုလိုပေါ့နော်နှိမ့်ဆက်တက်ဖြက်ရတာကိုသူဘလောက်သဘောချကြောင်းမိုးရစီနဲ့အရဲ့ရဲ့အကူအညီနဲ့ဒီလိုအလုပ်မျိုးကိုသူလုပ်ရဲခဲ့ကြောင်းပေါ့နော်ဝန်ခံပြောဆိုထားတယ်ဒီလိုနဲ့နောက်ဆုံးတော့သူကအဲလစ်ရဲ့အလောင်းကိုခီးဆောင်အိတ်ထဲကိုသူထည့်ပြီးတော့လာတောင်ဆောင်မှာသူထားလိုက်တာအဲ့ဒီအိတ်ကပဲ နိုဝင်ဖာတရက်နေ့ရဲတွေရောက်လာမှရှာဖွေတွေ့ရှိခဲ့တာဒီလိုကနေပထမသားကောင်အဲလစ်ကိုတက်ဖြတ်ပြီးတော့ရပ်ပိုင်းအနည်းငယ်ကြားတဲ့နောက်မှာဒုတိယမြောက်ပေါ့နော်လူသက်မှုကြီးကိုထပ်ပြီးတော့ဖြစ်ခဲ့တာဒုတိယသားကောင်ဖြစ်တဲ့ဂျက်စီလိုရီနာကတော့သူကညာဘက်တွေမှာဘားတွေမှာအလုံးလုံးပြီးတော့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးတဲ့သူအဲလစ်နဲ့မတူတာကဂျက်စီကအရင်တုန်းကဒီရူရစ်ဂျက်တင်းနဲ့လုံးဝမဆုံဘူး ဂျက်တင်အဖမ်းခံရပြီးတဲ့နောက်မှာထွက်ဆိုချက်တွေအရာကတော့ဂျက်စီကိုလူသားတယောက်လိုပေါ့နော်သူကသဘောမထားဘဲနဲ့သူ့ရဲ့သားကောင်တယောက်လိုပဲတတ်မှတ်ခေါ်ဝေါ်ခဲ့တယ်လို့တနာစာနာစိတ်အနည်းငယ်မျှတောင်မရှိခဲ့ပါဘူး2014ခုနှစ်အောက်တိုဘာ31ရက်နေ့ပေါ့နော်ဟောလိုဝမ်နေ့မှာဂျက်တင်းကလူတက်ဖို့ပေါ့နော်သူဂျိုတင်ပြင်ဆင်မှုတွေစလုပ်တယ် လေပိုင်းဆိုင်ရာပစ္စည်းရောင်နဲ့ဆိုင်တဆိုင်ကနေပြီးတော့ရောင်စုံကျိုးတွေနဲ့လူကြီးကစားစရာပစ္စည်းတွေကိုဝယ်ခဲ့သလို headwear ပေါ့နော်ဒီအိမ်ဆောက်ပစ္စည်းရောင်နဲ့ဆိုင်ကနေလည်းဒူရီကျိုးခွေတွေနဲ့ကော်ပတ်စားတဲ့ပေါ့နော်ဒီစကူချမ်းတွေကိုလည်းသူဝယ်ခဲ့တယ်အဲ့ဒီပစ္စည်းတွေကိုဘလို့သုံးမလဲဆိုတာကိုလည်းသူဗီဒီယိုရိုက်ပြီးတော့တယောက်တည်းပြောဆိုနေခဲ့ပါသေးတယ်အဲ့ဒီညမှာပဲသူကဝမ်ချိုင်းကပေါ့နော်ဘားတစ်ခုမှာ Jacksy နဲ့သူဈေးစကားတွေပါပြီးပြောပြီးတော့သဘောတူညီမှုရပြီးရဲ့နောက်မှာသူ့ရဲ့အင်ကိုခေါ်သွားတာ မနက်3နာရီ25မိနစ်မှာဂျက်စီကနေပြီးတော့သူ့ရဲ့တငယ်ချင်းတယောက်ကိုပေါ့နော်နောက်ဆုံးစာတဆောင်ပို့ခဲ့တယ်။ဒီအခန်းမှာလည်းအနံ့တွေအယမ်းနံနေပေါ့နော်။ငါဒီကထွက်သွားချင်းပြီပေါ့နော်။ကြည့်ရတာအနံ့ဆိုးတွေကဒီလာတာဆောင်မှာထားတဲ့အိတ်ထဲကထည့်ထားတဲ့ဒီအဲလစ်ရဲ့အလောင်းကအပုံနှံတွေလည်းဖြစ်နိုင်နေပြီးတော့နောက်ပြီးတော့ဒီဂျက်တင်းရဲ့ပေါ့နော်ဒီကိုနန်းတွေကလည်းဖြစ်နိုင်နေပေါ့နော်။အဲ့လိုနဲ့ ဒါကပေါ့နော်ဂျက်စီစီကနေပြီးတော့နောက်ဆုံးကြလိုက်ရတဲ့သတင်းစကားပဲနောက်ထပ်မိနစ်20အကြာမှာတော့ရဲတွေရောက်ရှိလာတာဆိုလိုတာကဒီ message ပို့ပြီးတော့ရဲတွေရောက်မလာခင်မိနစ်20အတွင်းမှာအဆိုးဝါးဆုံးအရာတွေဖြစ်ပျက်သွားခဲ့ပုံမှာပဲအဲ့မှာဘာတွေဖြစ်ပျက်သွားရလဲဆိုတော့သူအခန်းထဲကိုရောက်သွားတဲ့အခါမှာလေဂျက်တင်းကပါဇက်ဆို့ပို့ပေါ့နော်ခွန်ဆိုးတွေကိုထုတ်ပြတဲ့အခါဂျက်စီက အရန်ဒေါသကြီးပြီးတော့អော်ခဲ့တယ်။ဒါပေမဲ့ဂျက်တင်းကဓာတ်နဲ့ဝင်လုံးပြီးတော့သူခိုင်းတာလှုပ်ဆူပြီးတော့ချိန်ချောက်တယ်။ဂျက်စီကသူနဲ့ဂျက်တင်းနဲ့သဘောတူထားတဲ့တူညီချက်တွေထဲမှာဒီလိုပေါ့နော်အပေါက်လမ်းမတည့်တာတွေမပါဘူးဆိုပြီးတော့ပြန်អော်တယ်။နောက်ပြီးတော့ပြန်ချတယ်။ဒါနဲ့သူကအရှုံးမပေးဘူး။ပြန်လဲခုခံပေးမယ်။နောက်ဆုံးမှာတော့ဒီဂျက်တင်းကနေပြီးတော့ဒေါသထွက်ပြီးတော့သူ့ရဲ့လေဘင်းကိုဓာတ်နဲ့ဒီလိုကနေ2016ခုနှစ်အောက်တိုဘာ25ရက်နေ့မှာတော့ Rory Jetting ရဲ့တရားခွင်စတင်ပါတော့တယ် ဂျူရီလူကြီး၉ယောက်ပါဝင်နေအမျိုးသမီး၄ယောက်အမျိုးသား၅ယောက်ပေါ့နော် အားလုံးကလူလက်ပိုင်းယူနေဖွဲ့စည်းထားတယ်တရခွင်ရဲ့ဒုတိယနေ့မှာမိနစ်၂၀စာရှိတဲ့ဒီဗီဒီယိုမှတ်တမ်းကိုပြခဲ့တဲ့အခါမှာတော့တီဂျူရီလူကြီးတွေခမရပေါ့နော်ထိုင်မရထားမရဖြစ်ပြီးတော့အတော်လေးနေရခက်တာကိုလည်းတွေ့ရတယ်အချို့ဆိုလို့ရှိရင်မကြည့်ရဲဘူးဆိုပြီးတော့မျက်နှာလွှဲထားရတဲ့အထိပါပဲသက်သေအထောက်အထားတွေကအယံတန်တန်လို့ပေါ့နော်ချိုတင်တတိပေးထားပြီးမြင်လေတကယ်တမ်းမြင်လိုက်ရတဲ့အချိန်မှာ နှိမ့်ဆက်ညှဉ်းပန်းမှုတွေကတာမန်လူရဲ့စိတ်နဲ့ဆိုရင်မခံနိုင်ဖြစ်ခဲ့ရတယ်ဒါကြောင့်လေတရားခွင်ကိုခဏရပ်နားပြီးတော့ဒီဂျူရီတွေကိုစိတ်ငြိမ်အောင်အချိန်ပေးခဲ့ရတယ်။တရားခွင်မှာ ပထမသားကောင်အဲလစ်ခံစားခဲ့ရတဲ့၃ရက်တာငရဲခံအကြောင်းကိုအသေးစိတ်ကြားသိခွင့်ရခဲ့ရတယ်။ဒီဗီဒီယိုဖိုင်နင်းမှာဂျက်တင်းကိုရိုင်းကဒီလောက်ကြောက်လန့်နေတဲ့လူတယောက်ကိုငါတစ်ခါမှမမြင်ဘူးဘူးဆိုပြီးတော့ဝန်ခံထားတာကိုတွေ့ရတာ။ ပလာယာရီကပတ်တွေကစားစရာအယုတ်တွေနဲ့အဲလစ်ကိုနှိပ်ဆက်ခဲ့တဲ့ပုံတွေဒီတစ်ဖက်သားကိုပေါ့နော်လွမ်းမိုးချုပ်ကင်ပြီးတော့နှိပ်ဆက်ရတာကိုစွဲလန်းနေပြီဖြစ်ကြောင်းပြောဆိုထားတဲ့ဟာရီပူဆိုးတာက"သူမဟာဆိုရင်လေလူကောင်းလေးမလို့စိတ်မကောင်းဖြစ်ရပြီမဲ့"လေငါမှအပြစ်ရှိတယ်လို့တော့မခံစားရဘူးဆိုပြီးတော့ဒီဗီဒီယိုထဲမှာအေးအေးဆေးဆေးကိုချက်တင်းကပြောဆိုထားတဲ့ဟာကိုကြားခဲ့ရတာပါပဲဒီတော့ ဂျက်တင်းရဲ့စိတ်နေစိတ်ထားကချေရုတ်တင်ထားတာတစ်ခါကိုပို့ပြီးတော့ဆိုးွားနေတာတရခွင်မှာသူ့ရဲ့ရင်ပွင့်ချက်တွေအရာ သူကလူသက်မှုတွေတွေမကောက်ဘူးအခြားကြောက်စရာကောင်းတဲ့စိတ်ကူးရင်အိမ်မက်တွေလည်းရှိနေခဲ့တယ်ဒါကတော့ breeding နိုင်ငံပေါ့နော် hide way ကုန်းမှာရှိတဲ့ way ကုန်း api main ကလေးဘော်ရာကျောင်းက တောင်းသူလေးသုံးဦးကိုပြန်ပေးဆွဲပြီးတော့အာဒမကျင့်ဖို့ပေါ့နော်။သူစိတ်ကူးရှိခဲ့တာ။ပို့ပြီးတော့အံ့ဩစရာကောင်းတာက သူကအဲလစ်ကိုတတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့အပြစ်ရှိတယ်လို့မခံစားရပေမဲ့ကုမ္ပဏီကလည်းငွေကြေးစီမံကိန်းတစ်ခုကိုအပြီးမတက်ပေးနိုင်ခဲ့တဲ့အတွက်တော့အပြစ်ရှိတယ်လို့ခံစားရတယ်ဆိုပြီးတော့သူကစိုးထားသေးတာ။ အဲ့တော့အဲလီစီရဲ့အလောင်းကိုခီးဆောင်အိတ်သေးထည့်နေတဲ့အချိန်မှာသူ့စိတ်မှာပေါ့နော် တက်ကြွပျော်ရွှင်နေတယ်လို့ခံစားရတဲ့အတွက်ကြောင့်ငါစိတ်များလည်းပုံမှန်မဟုတ်တော့လေသလားဆိုပြီးတော့သူ့ကိုယ်သူမေးခွန်းထုတ်တဲ့ဗီဒီယိုတွေကိုလည်းတွေ့ရတယ်။ဒီအမှုကိုစစ်ဆေးတဲ့တရားသူကြီးစတီဝတ်မိုးကတော့ဒါကပေါ့နော်။ဟောင်ကောင်တရားရုံးသမိုင်းမှာအဆိုးဝါးဆုံးနဲ့အကြမ်းကြုတ်ဆုံးလူသတ်မှုပဲလို့မှတ်ချက်ချခဲ့တယ်။တရားသူကြီးကဆက်ပြီးတော့ချက်တင်းက သူတပားနာခြင်းမပေါ့နော်ဂျေနတ်တက်တဲ့စိတ်သက်ရှိရသူဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာဖောက်ပြန်နေရသူဖြစ်တဲ့အတွက်ကြောင့်သူ့ကိုသာလွတ်ပေးလိုက်မယ်ဆိုရင်နောက်ထပ်လင်းပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထပ်လုပ်မဲ့အနေအကြီးစားပုံကိုဖြစ်နိုင်နေဆိုပြီးတော့လေသတိပေးခဲ့တယ်တရားသူကြီးကအဲလစ်အပေါ်ကျူးလွန်ခဲ့တဲ့ရက်ဆက်မှုတွေနဲ့ဒုတိယမြောက်သားကောင်ဖြစ်တဲ့ဂျက်စီအပေါ်လုတ်ဖို့ပေါ့နော်။ကြံစီထားတာတွေကိုဖော်ပြဖို့အင်္ဂလိပ်စကားလုံးမှာတောင်ပေါ့နော်။တင်စားစရာစကားလုံးရှာလို့မရ လအောင်ပေါ့နော်ဖြစ်ခဲ့ရတယ်လို့လည်းဆိုတယ်။အဲ့တော့ဘဝအစမှာအဲ့လောက်ပြီးပြီးကောင်းမွန်တဲ့အခွင့်အရေးတွေပိုင်ဆိုင်ထားခဲ့ပါလျက်နဲ့ဒီလိုမျိုးလူမဆန်တဲ့လမ်းကိုရွေးချယ်တာကယုံနိုင်စရာမရှိဘူးလို့လည်းတရားသူကြီးကဆိုတယ်။2016ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာ Rurik Jetting ကိုလူတက်မှုနှမှုအတွက်ပြစ်မှုထင်ရှားကြောင်းတွေ့ရှိခဲ့ပြီးတော့ထောင်တန်းတက်တက်တကြွချမှတ်လိုက်တယ်။အဲ့တော့ Jetting ဘက်ကတောင်းပန်စကားပြောခဲ့တယ်။တခွန် တရားသူကြီးကဒါကဟန်ဆောင်မှုတသက်ပဲဆိုပြီးတော့ယူဆတယ်ကိုရီဆိုလည်းအဲ့လိုပဲယူဆမှာပဲဘာလို့လဲဆိုတော့စစ်ဆေးမေးမြန်းနေတဲ့အချိန်အတွင်းမှာနောက်ပြီးတော့သူ့ရဲ့ဓာတ်ပုံတွေပြီးတော့ဗီဒီယိုထဲမှာချက်တင်းကနောင်တရတဲ့အရေးအယံမပြဘဲနဲ့သူ့ရဲ့လုံရက်တွေအပေါ်မှာဂုံယူနေတဲ့ပုံစံမျိုးတွေအဲ့အရာတွေပဲတောက်လျှောက်တွေ့ခဲ့ရတာမိုးရစေးဝါးကြောင့်ဆိုပြီးတော့သူကအကြောင်းပြနေပေမဲ့တကယ်တမ်းလူတက်တဲ့အချိန်မှာသူ့ရဲ့စိတ်ကိုသူထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့လေတရားရုံးကသတ်မှတ်တယ်။မှန်တယ်။ သူ့ရဲ့စိတ်ကို तू ထိန်းချုပ်နိုင်စွမ်းရှိလို့ပဲ तू ပြောရရင်ဒီလိုဗီဒီယိုတွေရိုက်ပြီးတော့ तू အဲ့လိုတွေပြောရရင် तू လုံနေတဲ့လုပ်ရက်တွေက तू လုံချင်တဲ့လုပ်ရက်တွေကို तू လုံနေတာသူ့ရဲ့စိတ်ကိုမထိန်းချုပ်နိုင်ဘဲနဲ့လုပ်တာမဟုတ်ဘူး तू ထိန်းချုပ်နိုင်တယ်ဒါကတော့တရားသူချင်းနဲ့လုံအောင်ထောက်ခံတယ်အဲ့တော့ jetting ရဲ့ရှိနေအဖွဲကတော့ဒီ jetting ကိုပေါ့နော်အဒီအင်္ဂလန်နိုင်ငံစီကိုလွှဲပြောင်းပေးဖို့ ਨੇ ဒီအင်္ဂလန်ဥပဒေအရပြန်လဲအပြစ်ပေးဖို့ပေါ့နော်တောင်းဆိုခဲ့ကြတယ် သူတို့ထင်တာကဒီအင်္ဂလန်မှာဆိုလို့ရှိရင်အပြစ်ဒဏ်ပေါ်ရနိုင်မယ်လို့မျှော်လင့်ခဲ့ကြတာဒါပေမဲ့ဒီဟောင်ကောင်တရားသူကြီးကတော့ဟုတ်ပြီဗြိတိန်ကိုလွှဲပေးလိုက်ရင်နဲ့ဟောင်ကောင်ဥပဒေထက်တောင်ပို့ပြီးတော့စိုးဝါနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဗြိတိန်နိုင်ငံမှာ life without parole ပေါ့နော်။လူငင်းချမ်းသာခွင့်မရှိဘဲနဲ့ထောင်တသက်တကျွန်းကြခံရနိုင်တယ်လို့တုံ့ပြန်ခဲ့တယ်။ဟောင်ကောင်မှာဆိုရင်ထောင်ထဲမှာအနည်း20နေပြီးလို့ရှိရင်ပြန်လည်စမ်းစစ်ခွင့်ရှိတယ်လို့သိရတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ Rurik Jetjin ကိုလုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်တဲ့ Hong Kong က Stanley အကျဉ်းထောင်စီကိုပို့လိုက်တယ်။သူထောင်ထဲမှာအနည်းဆုံးအနှစ်20နေရမှာဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှသာအပြစ်ဒဏ်ပြန်လဲဆန်းစစ်ရေးအဖွဲ့ကသူ့ကိုလွှတ်ပေးတဲ့ မလွတ်ပေးတင်ပေါ့နော်စဉ်းစားမှာပဲဖြစ်ပါတယ်2018ခုနှစ်ဩဂတ်စ်မှာဆိုရင် Justin Back ကနေပြီးတော့အယူခံဝင်ခဲ့တယ်လို့လည်းသိရတယ်ဒါပေမဲ့အဲ့ဒီအယူခံမှာတော့တရားရုံးက10မိနစ်လောက်ပဲသူ့ရဲ့ပေါ့နော်ဒီတင်ပြတာတွေကိုအချိန်ယူစဉ်းစားပြီးတော့အယူခံချက်ကိုချက်ချင်းပဲပယ်ချပလိုက်တယ်ကဲဒီတော့ဟောင်ကောင်တမိုင်းမှာအမောင်မိုက်ဆုံးရာဇဝမှုတစ်ခုအကြောင်းကိုအဆုံးထိ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီနားထောင်တဲ့သူတွေရဲ့ပေါ့နော်အတွေးအမြင်တွေရှိတယ်ဆိုရင်လည်း comment မှာရေးသားဆွေးနွေးပေးလို့ရပါတယ်။အတိအကဒီအမှုအကြောင်းကိုပြောပြရတာကအခုဆိုရင်ကိုရီးယားနိုင်ငံကပေါ့နော်ဒီ တမီးပြိုသားပြိုလေးတွေကလည်းသူများရဲ့နိုင်ငံမှာသွားပြီးတော့အလုံးလုံးနေရတာဒီတော့ဒီလိုလူမျိုးတွေရှိတယ်ဆိုတာကိုကိုယ့်ရဲ့ခေါင်းထဲမှာပေါ့နော်အမြဲတမ်းအမတ်ရနေအောင်ကိုယ့်ရဲ့သွားလာလှုပ်ရှားမှုနေထိုင်မှုပုံစံကိုအမြဲတမ်းတတိနဲ့ပေါ့နော်စောင့်ကြည့်နေရအောင်တတိပေးလှုံ့ဆော်ခြင်းအနေနဲ့ပြောပြရခြင်းပဲဖြစ်ပါတယ်ဒီတော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မှုခင်းဖြစ်ရမှန်လေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးနိုင်ဖို့ဗီဒီယိုလေးတွေကို like တွေ share တွေလည်းလုပ်ပေးကြပါဦး ။နောက်အစီအစဉ်မှာပြန်ပြီးတော့တွေ့ဆုံမယ်။အားလုံးဘေးကင်းပြီးတော့တာယာတော်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။